အားလုံးမင်္ဂလာပါ Gobi Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီဗီဒီယိုကတော့ကျွန်တော်ဒါ Barcelona နဲ့ Atletico Madrid ရဲ့ La Liga ပွဲချုပ်သုံးသချက်တစ်ပုဒ်ပါမယ်ပြီးရင်ဒါ Mochen Gladbach เนาะဒါ Germany ဖလားတွေကကျွန်တော်ဒီနေ့ပွဲမှာဒီတပွဲလေးကြိုက်တယ်ပေါ့အဲ့တော့အဲ့နှစ်ပုဒ်ရဲ့ပွဲချုပ်သုံးသချက်လေးကိုဒါဒီဗီဒီယိုမှာတစ်ခုတည်းပဲကျွန်တော်အဲ record လေးလုတ်လိုက်တယ်ပေါ့เนาะအစတပုဒ်စီခွဲလို့မလို့စဉ်းစားထားတာပါဆိုတော့ဒီနေ့တိုးတဲ့ video နှစ်ပုဒ်ကျွန်တော်တင်ပေးထားပါတယ်โอเคပါဆိုတော့ရှေ့မှာတော့ကျွန်တော် Premier League ဒီနေ့ပွဲချုပ်သုံးသချက် သုံးပွဲကိုပြောပေးထားတာဖြစ်ပါတယ်အဲ့တော့စလိုက်ကြရအောင်ပေါ့နော်ဆိုတော့ဒါ wines back မှာဆော့ချင်တဲ့ညီကိုတွေနေနေရလေ gobi ရဲ့ promo code ဖြစ်တဲ့ gb777 အောင်သုံးပြီးပြီးတော့လေ100% bonus တွေရယူနေပါမယ်အသေးသေးလေးဆိုပါက wines back မြန်မာ facebook page နဲ့တို့ရဲ့ application တို့မှာ website လင်က customer service call လေးနေပြီးတော့လေ24နိုင်တိလို့ရတယ်မေးမြန်းလို့ရပါတယ်ဆိုတော့ let's go ပါအဲ့တော့ကျွန်တော် ဒါလေးပြမယ်ဗောနော်အဲ့တော့လက်ရှိလာလီဂါမှာဒီနေ့တပွဲပဲရှိတယ်เนาะဂျားရက်မှာကျွန်တော်တို့အာလာလီဂါ round 15အနေနဲ့เนาะဘာစီလိုနာအိမ်ခွင်မှာဒီကိုနဲ့အခမ်းအမယ်အနေထားပါအဲ့တော့ဒီမှာလက်ရှိပေးထားတဲ့ဂျီကဘာစီလိုနာတလုံး60ပေါင်းသုံးလုံးကို60ရှုံးပေးထားပါတယ်ဂျီရပရမောဆုံးဂျီရမှာကတလုံး60ပေါင်းမှာသုံးလုံး60ရှုံးဝင်ဖြစ်တဲ့အတွက်ဘာစီလိုနာနှလုံးမပြတ်နိုင်တဲ့ body ဝင်ဖြစ်တယ်လို့ဒီကိုအနေနဲ့ဒါတလုံးတေချာပေါင်းရမယ်ကိုပေါင်းဂျီမျိုးဖြစ်နေပါတယ်เนาะအဲ့တော့ ဒီနှစ်သိန်းရပြီးခဲ့တဲ့ရာသီဘယ်လောက်ပြီးလဲပြန်ကြည့်ရရင်ပြီးခဲ့တဲ့ရာသီเนาะဒီလာလီဂါမှာပဲပြန်ကြည့်ရရင်2024 12လပိုင်း22ရက်နေ့မှာအင်ကွင်းမှာဒီဒီ sheet တစ်နှစ်ပေါ့နော်2023ရာသီမှာ level တရာရှုံးပေးပြီး1 2နဲ့ဘာစီလိုနာတီးရှုံးခဲ့တာတွေ့ရတယ်ဆိုတော့နောက်ဆုံးနှစ်က2025 February မှာ26ရက်နေ့မှာ Spain Flag ကန်ခဲ့တယ်အဲတော့ကဘာစီလိုနာအင်ကွင်းမှာတလုံးတည်ရည်ထိပေးပြီးတော့၄ဂိုး၄ဂိုးနဲ့ เนาะအဲတုန်းကလည်းထပ်ပြီးတော့ကြေရှုံးခဲ့တာတွေ့ရပါတယ်အဲ့တော့နောက်ဆုံးပေးခဲ့တဲ့ကြီးကတလုံးတည်ကြီးဘာစီလိုနာပေးခဲ့တာအဲ့တော့အခုပေးတဲ့တလုံး60ပေါင်းဝင်ရောဟာဘာစီလိုနာကြီးပြော့တယ်လို့ကျွန်တော်ဆိုလို့ရပါတယ်အဲ့တော့ဒီလက်ရှိအနေအထားအရပြန်ပြီးတော့ကြည့်ရရင်လည်း ဘာစီလိုနာအနေနဲ့เนาะဒီယာဒီကာရာဖောင်ရယာဒီခြေစမ်းပွဲရဆက်လို့လက်ရှိချိန်ထိ NR 2.5တပွဲမှမရှိထားသေးဘူးဘယ်အသင်းပဲလာလာဘယ်လိပဲကန်ကန်ချန်ပီယံလိဖြစ်ဖြစ်ဒီလက်ရှိလာလီကာဘယ်ဖြစ်ဖြစ်ဘယ်အသင်းလာလာကိုဂိုးပေါ်အောင်ကန်နေအနေထားလေးတွေ့ရပါတယ်เนาะအဲ့တော့လက်ရှိအနေထားအရဘာစီလိုနာအနေနဲ့လီဗန်ဒေါစကီတို့ရာဖင်းညာတို့ပြန်ပါလာပြီနောက်ကွင်းလေယာပက်ဒရီပါပြန်ပါလာတဲ့အတွက်တိုက်စစ်ကတိတ်ဆိတ်ပူစရာမလိုတော့ဘူးဆိုတော့လက်ရှိအနေထားအရအဓိကပြဿနာကခံစပိုင်းလိုပဲကျွန်တော်မြင်နေပြီးခဲ့တဲ့နောက်ဆုံးပွဲမှာ အလာဘက်လိုအသင်းကိုတောင်၃ကူတကူနဲ့တကူပေးလိုက်ရတဲ့ခံစစ်ဟာလက်ရှိ၃လုံး60ရှုံးဆိုတဲ့ဟိုဂျေးရတေချာပေါက်တီကိုဂိုးပေးရအိုးမှာပဲဗျအဲ့တော့တီကိုကတခုတော့ရှိတာပေါ့နော်ဒီလက်ရှိဒီလာလီဂါရဲ့ဟို format ကိုကြည့်မယ်ဆိုရင်လက်ရှိတီကိုကန်ထားတဲ့အဝေးဝင်းလာလီဂါ6ပွဲမှာကျွန်တော်ခုနကိုသွင်းထားတယ်၅ကိုပဲပေးရတယ်ဆိုတော့တီကိုလက်ရှိဒီရလတ်ဟာအဲတခုပြောရရင်တော့ သူနဲ့တွေ့ရတဲ့အသင်းတွေဟာတိုက်ဆက်မကောင်းတဲ့အသင်းတွေအကြောင်းဒီလိုမျိုးရလက်ဖြစ်တာလို့လည်းကျွန်တော်တို့ဆိုလို့ရတယ်။တေချာတာတခုကတော့ဒီကိုဟာဒီယာဒီအဝေးကွင်းတော့အနှဲငယ်လေးညံ့တာတော့ ့ရတယ်။ဒီရာသီအဝေးခွင်း6ပွဲမှာ2ပွဲနိုင်တယ်၊3ပွဲတည်နေတယ်၊2ပွဲရှုံးလာတာတွေ့ရပါတယ်။အဲ့တော့နောက်ဆုံးပွဲကတော့ graphic အိမ်ခွင်းမှာ level 100ရှုံးမဲ့ပြည်တယ်၊ Z1 နဲ့အောင်တယ်။ဘတ်1အိမ်ခွင်းမှာ level 50ရှုံး 2Z နဲ့အောင်တယ်။ဆိုတော့နောက်ဆုံးခြေအပြင်းဆုံးပေးခဲ့တာကတော့ဒါအာဆင်နယ်အသင်းမှာ။အဲ့တော့အာဆင်နယ်ဟာတလုံးတည်အထိပြီးပြီးတော့၄ခုပြည့်နဲ့တီကိုနိုင်တဲ့အနေအထားအရလက်ရှိဘာစီလိုနာနဲ့တလုံး60ပေါင်းဟာပျော့ရည်လို့ပဲကျွန်တော်ဆိုလို့ရပါတယ်။အဲ့တော့တီကို အဝေးဝန်းတရားဒီနိုင်ပွဲကဒီဒီနိုင်ပွဲပဲတော့ရှိတယ်ပေါ့နော်ရှေ့ပွဲတွေအားလုံးဟာတည်နေအရှုံးနေတာကြည်နက်ခဲ့ရတယ်ဒီထဲမှာမာယိုကာလိုအသင်းကိုတည်ကန်တာတွေနော်အလာဘက်အိမ်ခွင်းမှာတည်ကန်တာတွေအက်စပန်ယောအိမ်ခွင်းမှာဒါ2-1နဲ့ရှုံးတာတွေဒီအချက်တွေဟာဒီကိုအဝေးဝန်းအားနေစီတာကိုမြင်သာပါတယ်ဒါပေမဲ့အဲ့ပွဲတွေတောက်လျှောက်ဟာလေဘိုလင်းတူစကူတွေဖြစ်ပြီးတော့ပွဲတိုင်းလိုလိုကိုကူးပေးနေရတဲ့အချက်လေးတွတ်တွေ့ပါတယ်အဲ့တော့အဲ့တော့လက်ရှိဒီတီကိုအနေနဲ့ပြန်စင်းစားရမယ်ဆိုရင်တော့ ဖောင်ရလက်ရှိဒီဘတ်တက်နဲ့ပွဲရစားလို့လက်ရှိအချိန်ဒီတောက်လျှောက်နောက်ဆုံးပြန်ပါလို့ခဏပွဲဆက်ကြီးဒီတောက်လျှောက်အောင်လာတယ်အဲဒီထဲမှာဂျာဒရောလီပါတာဆိုတော့လက်ရှိနေသားရကြီးကြဖို့တော့တိတ်တော့မဖြစ်နိုင်ဘူးအဲ့တော့နောက်ဆုံးချန်ပီယံလိမှာလည်းအင်တာမီလန်အသင်းကို2-1နဲ့နိုင်ထားတယ်ရှေ့မှာယူနီယံစိန့်ဂီလွိုက်စီအသင်းကို3-1နဲ့နိုင်ထားတယ်ဆိုတော့ခြေစွမ်းအရာဒီကိုဟာအတက်ဖက်ရောက်နေပါတယ်အဲ့တော့တေချာတာတခုကတော့လက်ရှိဒီပွဲက1-1ကအနေဆုံးစကြည့်ရမယ်လို့ကျွန်တော်ယူဆတယ်ဘာဒီဘာစီလိုနာအနေနဲ့ကဒီရသည့်အိမ်ကိုပြန်ကြည့်ရရင်အောက်ထက် ဒီတပွဲကို2-0နဲ့အထက်သွင်းတဲ့ပွဲကြီးများတယ်ဗောလေဒီတန်းမှာဘီဘောလိုအသင်းကိုတလုံး90ရှုံးတီးပေးပြီး4-0နဲ့ပွဲပြီးတာလေနောက် PSG ကိုတောင်မှချန်ပီယံလိမှာဘာစီလိုနာဟာတလုံး90ပေါင်းပေးခဲ့တာဖြစ်ပါတယ်ဒါကြောင့် PSG ကိုတောင်တလုံး90ပေါင်းပေးခဲ့တဲ့အနေအထားမှာတီကိုတလုံး60ပေါင်းဟာနော်လက်ရှိအနေအထားအရမပြောပါလောက်တဲ့ဂျီတူအကျွန်တော်ကတော့ယူဆတယ်ဆိုတော့ AC11 ကစာကြည့်ရမှာဖြစ်တဲ့အတွက်ကြောင့်ဒီပွဲလို့တီကိုကြိုက်ပါတယ်ဂိုးပေါ်ကြိုက်ပါတယ်နှစ်ကြောင်းလုံးဝင်နိုင်ချေများပါတယ် good luck ပါ okay ပါဆိုတော့ဒါလာလီဂါပွဲချုပ်သုံးသပ်ချက်ဖြစ်ပြီးတော့နောက်ဒီဘွန်ဒလီဂါတွေကကျွန်တော်ဘွန်ဒလီဂါအောင်ဖြစ်တယ်ဟိုဂျာမနီဖလားတွေရပါတော့အဲဒီမှာကျွန်တော်အကြိုက်ဆုံးကတော့မိုချန်ကလာဘတ်နဲ့စိန့်ပေါ်လီပွဲလီပဲဖြစ်ပါတယ်အဲ့တော့မိုချန်ကလာဘတ်ကလက်ရှိမှာတလုံး90ပေါင်ပေးထားတယ်နှလုံးကို90ရှုံးနဲ့ပြန်ကားထားခြင်းဖြစ်ပါတယ်ကျွန်တော်ညနေနေ့လယ်ကကြီးစာယူတော့ level 100ရှုံးဝင်ဖို့ဖြစ်ပါတယ်အဲ့တော့ level 90ထပ်ပြီးတော့ခုံတက်သွားတဲ့အနေထားဖြစ်ပါတယ်ပို့ပြီးမိုက်လာတယ်အဲ့တော့ဒီနေ့သင်းရဲ့နောက်ဆုံးထိတဲ့သူဆိုမှုအရာဒီယာဒီရဲ့ဘွန်ဒလီဂါမှာနောက်ဆုံးတွေ့ခဲ့တာလောလောလတ်လတ်17လအပိုင်းဒီ တရက်နေရမှာတွေ့ခဲ့တာပါเนาะအဲ့တော့ပြီးခဲ့တဲ့လားတွေ့ခဲ့တဲ့အနေအထားမျိုးမှာစိတ်ပေါ်လိအိမ်ခွဲမှာဘွန်နလီကာကိုအဝေးခွင်းကနေ 4C နဲ့နိုင်ခဲ့ပါတယ်ဒါပေမဲ့အတော့ကကြေးပြီးခဲ့တဲ့အနေအထားအရစိတ်ပေါ်လိဘက်ကနေစိတ်ပေါ်လိက level 50ရုံပြီးခဲ့ခြင်းဖြစ်ပါတယ်ဗျဒါကိုတော့ 4C နဲ့မိုချန်ကလာဘက်နိုင်ခဲ့တဲ့အနေအထားဖြစ်ပါတယ်အဲ့တော့ပထမဒီဘွန်နလီကာမှာပြီးခဲ့တဲ့ကြီးအိမ်ခွင်းစိတ်ပေါ်လိ level 50ပြီးခဲ့တာကြောင့်ဒီနေ့ပွဲမှာ ိုချက်ကလာဘက်အိမ်ဝင်ဖြစ်တဲ့တော့မိုချက်ကလာဘက်ပေးတဲ့ဂျီဟာ level 50ရှုံးမှရှိပါတယ်။ဒါကြောင့်လက်ရှိတလုံး50ပေါင်းဟာအများကြီးပြင်းနေပါပြီ။နော်တော်တော်လေးပြင်းနေဂျီလို့ကျွန်တော်သတ်မှတ်လို့ရပါတယ်။နောက်မိုချက်ကလာဘက်အသင်းဟာနောက်ဆုံးအိမ်ဝင်မှာနောက်24 17လပိုင်း25ရက်နေမှာနောက်ဆုံးထိတဲ့တိစုံမှုဖြစ်ခဲ့ပါတယ်။အဲတော့က level တရာရှုံးပေးခဲ့ပါတယ်။ 2C နဲ့မိုချက်ကလာဘက်အသင်းဟာအနိုင်ရခဲ့တာဖြစ်ပါတယ်။အဲတော့အခု G ဟာဒါပေးတဲ့နဲ့ G ထဲမှာဖြစ်ပါတယ်။နောက်တစ်ချက်က လာ current form ပေါ့နော်မိုဂျန်လာဘအသင်းလက်ရှိ current form အတက်ဖက်တော်တော်လေးရောက်နေတယ်နော် gas tutor ကို9နဲ့အဲဒီဘက်ကစပြီးတော့ save body ကို 4z နော်ကိုလုံအသင်းကိုလည်း31နဲ့9ထားတယ်နော်နောက်ဆုံး head hang အိမ်ကွန်းမှာ z3 နဲ့ live set ကို zz ဆိုတဲ့ရလက်လေးဖြစ်ပေါ်တာတယ်ဆိုတော့ cancel လဲတော်တော်လေးအဆင်ပြေတာလေးလို့ကျွန်တော်ပြောလို့ရမှာဖြစ်ပါတယ်အဲ့တော့လက်ရှိ head hang ကိုနိုင်ခဲ့တဲ့ပွဲမှာ ဟက်ဒီဟင်းကိုနိုင်တဲ့ဘွဲမှာပြီးခဲ့တဲ့ G ပေါ့လေအဲ့တော့မိုချက်လာဘက်အနေနဲ့ဟက်ဒီဟင်းအင်ခွင်းမှာဝေးခွင်းကနေလည်းပဲ50ပဲပြီးခဲ့တဲ့3ခုပြက်နဲ့ဟက်ဒီဟင်းကိုအနိုင်ရခဲ့တာဖြစ်ပါတယ်အဲ့တော့ပြန်ပြီးတော့ပြောင်းပြန်ပြန်လာရအင်ခွင်းအနေနဲ့ဟက်ဒီဟင်းကိုပေးတဲ့ G က30ပေါင်းဖြစ်ပါတယ်ဒါကြောင့်တော်တော်လေးမိုက်တယ်အဲ့တော့မိုချက်လာဘက်တရားဒီဒီပွဲရာဒီအစမှာတော့အရှုံးပွဲလေးတွေကြုံတွေ့ထားရတယ်ပေါ့လေ ဒီဟမ်ဘာဂါအသင်းကိုစီးစီးနဲ့တည်ကြတယ်ဝါဒါဘရီမင်ကိုလေးခုပြန်နဲ့ရှုံနေအိမ်ဝင်မှာနောက်ဖရန့်ဖတ်အသင်းကိုဖိုဆစ်ဘိုင်ယန်မြူနစ်ကိုဇီ3ဆိုတော့ဒီသုံးပွဲကတော့တိုက်စစ်အရန်ကောင်းတဲ့အသင်းတွေဖြစ်တဲ့အတွက်ဘွန်ချန်ကလာဘတ်ရှုံးခဲ့တာလို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်အဲ့တော့ဒီဘက်ကစိန့်ပေါ်လီစိန့်ပေါ်လီဟာလက်ရှိတန်းစင်းဆုံးမှာဘွန်နဒီကန်မှာရောက်နေတဲ့အတွက်ဒီဖလားကိုအာယုံစိုက်နိုင်မှာမဟုတ်ဘူးလို့ပဲကျွန်တော်ယူဆတယ်နောက်လက်ရှိ ဒါအစင်းဆက်ခွန်မှာရမှာ9မှတ်နဲ့တန်းစင်းစုံမှာတော်တော်လေးရုန်းကန်နေရပါတယ်เนาะပြီးခဲ့တဲ့ပွဲကမှ Bayern Munich အသင်းကို3-1နဲ့ကန်ခဲ့တာဆိုတော့ပွဲလေးအတော်လေးပန်းနေပြီဆိုတော့ဒီလိုမျိုးအနေထားမှာဖလားပွဲကိုတော့ ဒီပွဲမှာစိတ်ပေါ်လေးအာရုံမစိုက်နိုင်ဘူးလို့ပဲကျွန်တော်ယူဆတယ်အဲ့တော့တလုံး50ပေါင်းမှာနှလုံး100ရုံပေးထားတဲ့အတွက်ဒေဂျာတာတခုကတော့ဒီစိတ်ပေါ်လေးကိုရဖို့ဆိုတာတဲ့မိုဂျာကလာဘ individual over 1.5ဖြစ်နိုင်သောကြောင့်နောက်တလုံး50ပေါင်းပေးခြင်းလို့ပဲကျွန်တော်ယူဆပါတယ်အဲ့တော့စိတ်ပေါ်လေးကိုကြီးပေးတဲ့အနေဒါအသွာလာကိုပြန်ကြည့်ရမယ်ဆိုရင်လက်ရှိ fryback နဲ့ကျွန်တော်ရှင်းကြည့်လို့ရတယ်အဆင့်၈အသင် fryback အိမ်ဝင်မှာ fryback က level 100ရုံပဲပေးခဲ့ပါတယ်21နဲ့ကျွန်တော်တို့ပွဲပေးခဲ့တာဖြစ်ပါတယ်အဲ့တော့လက်ရှိမိုဂျာကလာဘအနေနဲ့အဆင့်၁၂အသင်က တလုံး90ပေါင်းဆိုတော့ကြည်ပြင်းပါတယ်เนาะနောက်တစ်ချက်က water premium เนาะလက်ရှိ water premium အသင်းကလောလောဆယ်မှာအဆင့်9ဖြစ်ပါတယ်เนาะအဲ့တော့မိုဂျန်ဂလာဘက်ကအပေါ်ရောက်တဲ့เนาะ water premium အသင်းတော်မှာအိမ်ကွင်းမှာလည်းပဲ90ပဲပြီးခဲ့ပါတယ်เนาะဒါကို1စီးနဲ့နိုင်ပါတယ်နောက်တစ်ချက်က stuttgart ပါအဆင့်6 stuttgart အသင်းအိမ်ကွင်းမှာ stuttgart ပြီးခဲ့တဲ့ကြည်တလုံး90ပေါင်းဖြစ်ပါတယ်2စီးနဲ့စိတ်ပေါ်လီကိုနိုင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်အခုပေးထားတဲ့မိုဂျန်ဂလာဘက်အဆင့်7ဂျီဟာတလုံး90ပေါင်းဆိုတာဟာနှလုံးတရာရှုံးမှာကျွန်တော်တို့ 1C 2C AC ရောက်မယ်လို့ယူဆပါတယ်မိုချန်ကလာဘက် body ဖြစ်ပါတယ်โอเคပါဒါကတော့ဒီနေ့သုံးသက်ချက်နှစ်ပွဲဖြစ်ပါတယ်အဲ့တော့ရှေ့ကကျွန်တော်ဒီဒီ Premier League video လေးတစ်ပုတ်ရှိတယ်ဗောလေဆိုတော့ total ဒီနေ့နှစ်ပုတ်ကျွန်တော် record လေးလုတ်ခဲ့ပါတယ်။โอเคပါ။ဆိုတော့အသေးလေးလက်မလေးနော်တရားတစ်ဆလောက်ကပြီးတော့နှိပ်ပေးကြပါအောင်ကြီးကိုရေးကျေးဇူးများကြီးတင်ပါတယ်။ဒီဗီဒီယိုလည်းအသေးလေးလက်မလေးတရားတစ်ဆလောက်ကပြီးတော့နှိပ်ပေးကြပါအောင်။โอเคပါ။ဆိုတော့ဒီဗီဒီယိုကိုကြည့်ရှိပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းတင်ကြကျေးဇူးများကြီးတင်ပါတယ်ဗျ။မင်္ဂလာရှိသောညလေးဖြစ်ပါစေဗျ။ Good luck ပါဗျ။